တရုတ်နဲ့ဝါနေဆဲတခြားမှာရှိတဲ့နန်တေပန်ဝိုင်ပန်ဆိုင်နဲ့ဟိုတောင်ဂိတ်တွေကိုတရုတ်ဘက်ကပြီးခဲ့တဲ့နှစ်2024ဩဂုတ်လကလေးကပိတ်ထားခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့ကန့်သက်ပစ္စည်းတချို့ကလွှဲပြီးကုန်ပစ္စည်းအများစုကိုပြန်လည်တင်သွင်းခွင့်ပြုလိုက်ပြီးလို့ဝါပြီးသွေးစည်းညွှန်ရေးတက်မတော့ UWS ပြောရေးဆိုခွင့်ရှိသူဦးညီရန်က CG ပလက်ဖောင်းကိုပြောပါတယ်။တော့တော့များများတော့ပြန်ခွင့်ပြုပါပြီနော်။အကန့်အမှုတချို့တော့ဒီရှိနေတာပေါ့နော်။ ကနေဒါရဲ့ကွန်ပျူစီတွေတဲမှာစစ်ဘက်ဆိုင်ရာတနက်အသုံးဆောင်တွေအဓိကပါဝင်တယ်လို့ဘွားဒေတာတွင်သတင်းတွေမှာဖော်ပြကြပါတယ်ဒီလိုနေဇက်ဂိတ်တွေပြန်ဖွင့်လိုက်တာဟာပြီးခဲ့တဲ့ဩဂုတ်လတုန်းက UWSC ကတခြားတော်လိုင်းတပ်ဖွဲ့တွေကိုစစ်ဘက်ဆိုင်ရာနဲ့ငွေကြေးအကူအညီတွေမပေးတော့ဘူးလို့တရားဝင်ကြေညာခဲ့ပြီးတဲ့နောက်ပိုင်းမှာထပ်ပေါ်လာတာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကကုကန်တပ်မတော် MNDAA တန်တပ်မတော် TNLA နဲ့ ချမ်းပြည်တမတော် SSPP တို့လိုအဖွဲ့တွေရဲ့ခေါင်းဆောင်တွေကိုပတ်စံမြို့မှာခေါ်ယူတွေ့ဆုံပြီးတရုတ်ရဲ့ဖိအားကြောင့်အခုညရင်ရဆိုင်တော့မယ်လို့ UWSC ကတရားဝင်အတည်ပြုခဲ့တာဖြစ်ပါတယ်။တစ်တုံညာမြို့ကစစ်စင်ကာလာတွင်းနဲ့စစ်စင်နောက်ပိုင်းတွေမှာတရုတ်ဆိုရကနေဆက်ဂိတ်တွေကိုပိတ်ဆို့ပြီးတိုင်းနာလက်နက်ကိုင်အဖွဲ့တွေကိုတိုက်ပွဲတွေရပ်တန့်ဖို့အနာသိစစ်တပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ကိုနိုင်ငံကြီးနဲ့စီးပွားရေးအဖိအားပေးခဲ့တာရှိခဲ့ပါတယ်။ မြန်ဆွေကြီးတွေပြန်လည်ဖွင့်လှစ်လိုက်တာနဲ့အတူတရုတ်လုပ်ငန်းရှင်တွေနဲ့ယင်းမြုပ်နှံသူတချို့လဲဝါဒီတာတွေကိုပြန်လည်ဝင်ရောက်လာနေပြီလို့ဥညရံကပြောပါတယ်ဒီဖြစ်ရဟာတရုတ်နိုင်ငံရဲ့နေဆက်ကုံတွေပေါ်တာကမြန်မာနိုင်ငံကတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေရဲ့နိုင်ငံရေးနဲ့စီးရေးပေါ်မှာပါဩဇာလွှမ်းမိုးနေတာကိုထင်ထင်ရှားရှားမြင်နေရတာဖြစ်ပါတယ်